ဆိုင်ရင်သူတိတ်ပံမောင်ဝရေးသားထားတဲ့တောင်းပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကတောင်းပြောင်းထွေလာသုံးကိုဖတ်ပြပေးကြပါရရှင်။ကျမကတော့စာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။တောင်းပြောင်းထွေလာသုံးပြည်ရွှေဘုံကိုအောင်ဖေပေးလိုက်တဲ့စာကိုရတာ၃လရက်လောက်ကြာသွားပြီ။ခဏိမှပဲစာပြန်ရတော့တယ်။ တင်းငွေတွေနဲ့အားလက်ခွင်ကလေးရတာကိုဒါတော့မှအလုတ်ကျွေးတွေကိုဆက်ဖို့စာချင်းနဲ့နှလုံးရှိသေးတယ်အစိုးရအလုံးဆိုတာမျိုးဟာဘယ်တော့မှလုံလို့မဆုံးနိုင်ဘူးတမျိုးပြီးတမျိုးတစ်ခုပြီးတစ်ခုပေါ်နေတော့တာပဲဒီလုတ်တွေကုန်ပြီးမှအေးစစ်စစ်မိတ်ဆွေတွေစီကို စာရင်းမယ်ဆိုရင်ဘယ်တော့မှရေးပြင်မှာမဟုတ်ဘူးဗျဒါကြောင့်မို့ရုံးအလုတ်ကျွေးတွေကိုအသာခောက်ထားပြီးဒီစာကိုကောက်ရေးရတာပါပဲ ကိုအောင်ဖေစီကိုကျွန်တော်စာမေးတာတော်တော်ကြာသွားပြီနော်အနည်းဆုံး၄လလောက်တော့ရှိရောမယ်ကိုအောင်ဖေကိုကြီးမဟုတ်ဘူးမင်းတို့ဝန်တို့ဇော်ကြီးတို့စီကိုစာမေးတာလဲကြာပါပြီကိုကမေးလေတော့သူတို့တွေကလည်းမေးကြဘူးပေါ့ကဲကောင်းကြသေးရဲ့လားဒီလိုနဲ့မိတ်ဆွေတွေဟာတစတစစိမ့်သွားကြတာမျိုးပဲလူချင်းမတွေ့ကြပါနဲ့စားမကြမကြရင်းနေကြတော့မိတ်ဆာမပြတ်ဘူးပေါ့ မင်းတို့ဝင်လို့စီယာစာမရဘူးဆိုပေမဲ့တနေ့ဟာသူ့စီယာဓာတ်ပုံကတ်ကလေးတခုရောက်လာသေးတယ်။ဆွစ်ဇလန်ပြည်ကနေပြီးပို့လိုက်တဲ့ကတ်ကလေးပါပဲ။အဲ့ဒီဓာတ်ပုံကလေးကြောဘက်ကလက်တို့ကလေးတစ်ပုဒ်ပါလာတယ်။အခြားထွေထွေထုထုတော့ဖြစ်ရင်မပါဘူး။သူ့လင်္ကာလေးကအောက်ပါအတိုင်းမှာပဲဗျာ။ဂျန်နီဖာကန်ယိုး၌တောင်ကိုနှင့်တိန်ရောရှက်လိန်လျက်တိန်နှင့်တောင်ကို တောင်ကိုမိုး၍မိုးကိုမမြင်ကံရည်ပြင်တွင်ငွေတွင်တိမ်ရိပ်ကုသတိအဲ့ဒီလင်္ကာတို့လေးပါပဲလင်္ကာဆရာဆိုတော့ရောက်လေရာမှာတွေ့လေရာအကြောင်းလင်္ကာတို့ကလေးဆက်ဆိုနိုင်ပေတာပဲကျွန်တော်လိုလင်္ကာသမားမဟုတ်တဲ့လူကြတော့တနေ့လုံးထိုင်ဆက်တာတော့လင်္ကာတို့ကလေးတပုတ်ရမှာမဟုတ်ဘူးလင်္ကာဆရာအကြောင်းပြောလို့ရှိမှအဝေးရောက်မင်းအကြောင်းပြောအောင်မင်း အဝေးရောက်မင်းကိုမကြမကြဖိတ်ပြီးစာအကြောင်းပေကြောင်းတွေကိုဆွေးနွေးတယ်ဗျ။အဲ့ဒါကျေးဇူးတစ်ခုပဲ။သူ့အထုပ်ပတိအကြောင်းအရာတွေကိုလည်းကောင်းကောင်းစုံစမ်းထားတယ်။ဒီကနေ့နေ့လယ်မှာတော့ဖိတ်ထားသေးတယ်။ကိုအောင်ဖေးတို့မင်းသူဝန်တို့ကိုစော်ကြီးတို့ပါဒီရွှေဘုံမှာရှိနေကြရင်ဘယ်ကလောက်ကောင်းလိုက်မလဲလို့ပိုလူကမေးလိုက်ဒီလူကမေးလိုက်နေစိုက်ရာဘဟုတုတ္တကိုရမှာအမှန်ပဲအခုတော့ကျွန်တော်တယောက်တည်းကြောင်တောင်တောင်မေးရတယ် အားလက်ခွင့်ရရင်ပြည်ရွှေဘူခိတာလာခဲ့ပါလားအဖိုးကြီးနဲ့လည်းတွေ့ရပြည်ရွှေဘူအကြောင်းနေလဲသိရရောပေါ့အရင်တလောတော့ကတော့မိုးနှံကြီးရှိလို့အဖိုးကြီးကိုဝိုင်းဝန်းမေးမြန်းဖို့ရတယ်အခုတော့မိုးနှံကြီးလည်းရွာပြန်မိသွားတာပေါ်မလာသေးဘူးမိန်းမပဲရှားနေလေပလားရှားလို့ပဲတွေ့ပလားဆိုတာတော့မပြောတတ်သူစီကစာမရတာလဲတော်တော်ကလေးကြာသွားပြီကိုကမရေးလေတော့သူကမရေးဘူးဗျာ เจ้าတွေဖွင့်ရင်တော့ပြန်လာအောင်မယ်လို့ဆိုတယ်။မိုးနံကြီးတယောက်ရှိတော့အစာအเจ้าကလေးတွေကိုဆွေးနွေးဖို့ရာသေးပေါ့။လူငယ်တဲ့ဆယ်ရက်လောက်ကတက္ကသိုလ်ပြည်တက္ကတိုက်အုပ်ကိုခင်စော်တို့မောင်းနှံပေါက်လာကြသေးတယ်။ရှမ်းပြည်နယ်ဘက်ကလှည့်ပြီးမိုးကုတ်မိုးကုတ်ကတပိတ်ချင်းတပိတ်ချင်းကကြောင်မြောင်းကြောင်မြောင်းကရွှေဘူရောက်လာကြတယ်။သူတို့ရောက်တဲ့နေ့မှာပဲပြည်ထဲရေးဝန်ကြီးချုပ်ကလည်းရောက်လာ။ အဲ့ဒီလိုအယောက်ညီနေကြတော့ဘိုးကိုလည်းကြိုးစိုးရဒီကိုလည်းပြုစုရနဲ့အတော်ကလေးအလုရှုပ်သွားတယ်။အဲ့ဝတ်မကြီးမှာစိုးလို့အားနာလိုက်တာ မပြောပါနဲ့တော့ဝင်ကြီးချုပ်တွေကိုကြိုးစိုးပြီးလို့အားလက်ခွင့်ကလေးနည်းနည်းရတာနဲ့ရှေးဟောင်းနှောင်းပြေအကြောင်းနေမိတ်ဆွေဟောင်းအကြောင်းနေကိုကိုခင်စော်တို့အားပါတရပြောလိုက်ရသေးတယ်။ကိုခင်စော်ကနက်ခတ်တာရာအကြောင်းနေရှေးသချင်းအဟောင်းတွေကိုတော်တော်လိလာလိုက်စားနေတယ်။အင်မတန်နက်နဲတဲ့အရာတွေပါ။ ကျွန်တော်တို့ကတော့အဲ့ဒီလိုနတ်နေတဲ့အကြောင်းအရာတွေကိုလေ့လာလိုက်စားဖို့အချိန်မရဘူးဒီအကြောင်းနေနဲ့ပတ်သက်ပြီးကဏ္ဍလောကထဲမှာစောင်းပါကလေးများရေးပေါ်တာဆွဲတရားဟောလိုက်သေးတယ်ခမရတို့စောင်းပါကောင်းကောင်းမရရင်ကိုခင်စော်ကိုတွားပူပါလားခမရတို့တက္ကသိုလ်ဝင်းထဲမှာပဲနေတယ်မလားကိုခင်စော်ကတော့သူ့ဝါဒနာနဲ့သူ့အလုပ်ကြိုက်နေတော့တာပါပဲဗျတဲ့နေရာကြကျွန်တော်တို့ကတော့အလုပ်ကတခြားဝါဒနာကတစ်မျိုး တင်းနေရမကြပါဘူးမကြမီအတွင်းဟာလေဒီပန်နီတာဆရာဦးမောင်ကြီးအနှိမ့်ဆရောက်သွားတာလေဝမ်းနည်းစရာကြီးပဲနော်အသက်60ကျော်ယုံကလေးရှိတယ်မော်ဘီဆရာတိန်တို့အဝေးရောက်မင်းတို့နဲ့ဆိုင်အသက်ငယ်ငယ်ရှိသေးတယ်လို့ဆိုရမယ်ဒီလိုပညာရှိပုဂ္ဂိုလ်ကြီးတယောက်အနှိမ့်ဆရောက်သွားတာကျွန်တော်တို့ဖြင့်အင်မတန်နှမျောသဗျာကျွန်တော်သဘောဖြင့်အနှစ်20လောက်နေစီခြင်းသေးတယ် မြမတွေကိုအလေးရောင်ပေးတဲ့ပုံကိုကြီးတွေထဲမှာဆရာဦးမောင်ကြီးကထိတ်တန်းကပုံကိုကြီးတယောက်ပေးပဲဆရာဦးမောင်ကြီးရေးတဲ့စာရီဟာရှေးမီခစ်ဆန်တဲ့စာရီပါပဲဗျာအစ်စ်အစမ်းထွင်တဲ့နေရာမှာလဲဆရာဦးမောင်ကြီးကိုမှီးတဲ့စာရေးစရာ ရှားတယ်ယူဝီစက်ခုတို့ရာဇဝင်ဝိထုတို့ရှစ်လုံးပွဲကဗျာတို့ဟာဆရာဦးမောင်ကြီးထွင်တာရီမဟုတ်ဘူးလားဗျာ လွန်ခဲ့တဲ့3-4နှစ်လောက်တုန်းကတော့မမာနေရှာတာနဲ့အစ်စ်မထွင်နိုင်ရှာဘူး။မုံရွာမှာပဲခက်အေးအေးနေပြီးယောဂါကိုကုစားနေရှာတယ်။ဆရာဦးမောင်ကြီးသားကျန်းကျန်းမာမာနဲ့အသက်ရှင်နေမယ်ဆိုရင် နောက်အစ်စ်တွေကိုဘလောက်ထွင်မယ်မသိဘူး။ဆရာဦးမောင်ကြီးတရားအနှိမ့်စာရောက်သွားတာမြမစာပေအတွက်အနစ်နာကြီးနစ်နာသွားတာပဲ။မော်ဘီဆရာသိန်းတို့အဝေးရောက်မင်းတို့ကျန်းကျန်းမာမာရှိနေတာပဲဝမ်းသာရအောင်တော့မယ်။ အရင်လဆရာသိန်းကြီးရေးလိုက်တဲ့ဖိုးသူတော်ဦးမင်းလူဦးမင်းတို့အကြောင်းအင်မတန်ဖတ်လို့ကောင်းဒီအဖိုးကြီးကိုကပ်ပောင်းပြီးသူ့ဆရာဆောင်းပါးတွေကို တောင်းပါလားဗျအဖိုးကြီးကအသက်ကြီးပင်မဲ့စာရေးတာတော့ဖြင့်တွက်လက်တုံးမဲအဝေးရောက်မင်းရလဲကျမ်းမာတော့မဲသူတို့ရဲ့ကုသိုလ်ဟာထူးပါတယ်ဒီထက်သူတို့အသက်ရှည်ကြရအောင်ကျွန်တော်ဖြင့်ဆုတောင်းတာပါပဲဆရာသိန်းကြီးနဲ့တွေ့ကြုံစုံစည်းတဲ့အခါ သူစီကဘဟုတုတတွေကိုရနိုင်သမျှနှိုက်ယူပြီးတော့ကျွန်တော်ကလည်းအဝေးရောက်ကြီးနဲ့တွေ့ရတဲ့အခိုက်သူစီကဘဟုတုတတွေကိုရနိုင်သမျှအမွေခံထားလိုက်မယ်။နောက်ကျွန်တော်တို့အဖိုးကြီးတွေဖြစ်လာကြတဲ့အခါနောက်ပေါက်ကောင်ကလေးတွေကိုကြွားရတာပါလိမကောက်ဘူးလား။သူတကာအเจ้าတွေကိုတော့ရေးလို့ဝပြီ။ကျွန်တော်တို့မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းအဆောင်ကိုရေးကြအောင်ဆို့ ခန္ဓာလောကမဂ္ဂဇင်းထဲမှာအသင်းရဲ့အလုတ်အကိုင်းကြောင့်မပါတာတော်တော်ကြာပါပြီခမညာကျွန်တော်တို့နေရာအသင်းသားတွေကတော့အသင်းမှုဆောင်နေဘာလို့နေကြရလဲဆိုတော့အင်မတန်သိချင်တာပဲအသင်းမှုဆောင်နေရပဲအိတ်နေကြလို့လားအသင်းမှုဆောင်နေရဆောင်ရွက်နေပါလေရဲ့နဲ့ခန္ဓာလောကတွေမှာမကြင်ညာလို့ပဲလားတော့မပြောတတ်တော့ဘူးအသင်းမှုဆောင်နေဘာပဲလို့လို့ခန္ဓာလောကတွေမှာကြင်ညာဖို့ကောင်းနေထင်တာပဲ ကျွန်တော်အထူးသဖြင့်သိချင်တာကတော့အသင်းရဲ့အခြေအနေဟာတိုးတက်နေသလားဆုတ်ယုတ်နေသလားဆိုတဲ့အကြောင်းကိုသိချင်တာပါပဲအသင်းကြီးဟာတိုးတက်စီကားနေတယ်ဆိုရင်လေဝမ်းသာဖို့ပေါ့ဆုတ်ယုတ်နေတယ်ဆိုရင်လေတိုးတက်ကြီးပွားလာရအောင်အသင်းသားတွေကကြိုးစားဆောင်ရွက်ဖို့ပေါ့အခုတော့ဘာတမ်းမှမကြားရဘူးဘာတမ်းမှမကြားရတော့လေအသင်းသားတွေကနာကံပတ်တိမတုံမလုံနေကြတော့တာပေါ့ အသင်းသားအစ်တီတလားတလားမှာဘလောက်တိုးလာတယ်ရုံရော့သွားတယ်ဆိုတာခန္ဓာလောကထဲမှာလစဉ်ကြီးညာဖို့ကောင်းတယ်ထင်တာပဲဗျာကျွန်တော်တို့နေရအသင်းသားစုဆောင်းပေးတဲ့သူတွေကလည်းအားတတပေါ့အရင်အသင်းကိုတီထောင်စတော့ကတော့ရည်ရွယ်ချက်တွေတော်တော်များတာပဲဗျာနေတိုင်းနေတိုင်းမှာပြိရကတိုက်တွေကိုတီထောင်ပေးဖို့စာပေပြန့်ပွားရေးအတွက် တရားဟောပွဲတွေကျင်းပဖို့ခေတ်ကာလပေါ်စာရင်းကိုစုပေါင်းပြီး စာအုပ်ထုတ်ဝေဖို့ခေတ်ကာလပေါ်နိုင်ငံခြားစာတွေကိုဘာသာပြန်ဖို့ခန္ဓာလောကမဂ္ဂဇင်းကိုလစဉ်မှန်မှန်ထုတ်ဝေဖို့ဆိုရရကျွန်တော်တို့အတင်းရဲ့အဓိကရည်ရွယ်ချက်တွေပဲမဟုတ်လားလက်ဦးတော့ကတော့ဖြင့်အဲ့ဒီရည်ရွယ်ချက်အားလုံးကိုတော်တော်ပဲဆောင်ရွက်ခဲ့ပြီးတယ်နောက်တော့ဖြင့်တစတစနဲ့အေးလာလိုက်ကြအခုတော့ဖြင့်ခန္ဓာလောကတစ်ခုတည်းမိတ်တုတ်မိတ်တုတ်ကြံနေတော့တာပဲအသင်းရဲ့ငွေဝင်ရော တော်တော်မှန်ရဲ့လားမပြောတတ်ဘူးဒီမိတ်တုတ်မိတ်တုတ်ခန္ဓာလောကရာပြတ်သွားမှာကိုအင်မတန်စိုးနေတော့တာပဲကျွန်တော်တို့အတင်းမှာအတင်းသားတိုးတက်ဖို့လိုသည်ဗျအတင်းသားမတိုးတက်ပင်မဲ့ရှိရဲ့အတင်းသားတွေသိစင်ချင်းမှန်မှန်ပေးဖို့လိုတယ်အတင်းသားဆိုတာမျိုးပါပဲမဲ့သိစင်ချင်းမှန်မှန်ပေးချင်တာမဟုတ်ဘူးတော်တော်တောင်းနိုင်မှ အတော်ကြတယ် အကောင်းဆုံးကတော့ဗျာတစ်နှစ်အတွက်နှစ်စင်ကြီးကုန်ရင်မဂ္ဂဇင်းကို VBB လုတ်ပြီးပို့တာအကောင်းဆုံးပဲရိုးရိုးအတင်းသားတွေစီကိုတော့ဒီလိုပို့လို့မရှိဘူးမဂ္ဂဇင်းထဲကနေပြီးနှစ်စင်ကြီးပေးပါမည်အကြောင်းတောင်းမန်စာကိုထည့်လိုက်တယ်ကျွန်တော်သဘောဖြစ်ရင်ဒီလိုမဂ္ဂဇင်းထဲမှာထည့်တာထက်အကျိုးဆောင်ကစာကလေးတစ်စောင်လောက်ဓာတ်ရိုက်ရေးစီချင်တာပဲလူသဘောကပတ်စံကိုမြန်မြန်ထက်ထက်ပေးချင်တာမဟုတ်ဘူး တောင်းနိုင်မှရတာကလားဗျဒီเจ้าကိုဘိုးကျော်ဝင်းကြီးကိုပြောလိုက်စမ်းပါဗျကျွန်တော်တို့လူတွေလည်းအများကြီးရှိပဲမဲ့ဘာဖြစ်လို့မပေးသလဲဆိုတော့မေ့တဲ့အခါလဲမေ့နေပြင်းတဲ့အခါလဲပြင်းနေဒီလိုနဲ့မပေးဖြစ်တာပဲခန္ဓာလောကကို VPP နဲ့သာပို့လိုက်မယ်ဆိုရင်အခုလောက်ရှိပေးပြီးတာကြာလာရောမယ်ကိုင်းဗျထိုနေ့ပဲငွေ30ကိုအကျိုးဆောင်နံမဲနဲ့ပို့လိုက်ပါမယ်ကျွန်တော်တို့အတင်းနဲ့ဝင်တဲ့လူတွေမှာ ခန္ဓာလောကကိုဖတ်ချင်တဲ့လူတွေကများသည်ဗျဒီတော့အတင်းသားများစီချင်းရင်ခန္ဓာလောကကိုလစဉ်အချိန်မှန်မှန်ထွက်အောင် ကြိုးစားဖို့လိုတယ်ခန္ဓာလောကမှာပါတဲ့ဆောင်းပါးတွေဟာအကောင်းစားတွေဖြစ်ဖို့လိုတယ်ခန္ဓာလောကအတွက်ဆောင်းပါးကောင်းတွေမရလို့ကိုယ်ဖိညီးတဲ့စားတွေကလည်းရပါရဲ့ဆောင်းပါးကောင်းတွေကို ရေးတဲ့ဆောင်းပါးရှင်တွေကလည်းခန္ဓာလောကမဂ္ဂဇင်းအတွက်ဆောင်းပါးရေးပြီးပို့မှာမဟုတ်ဘူးဗျာ ပတ်စံမမရဘဲဟာကိုအသင်းသားတွေကလည်းအပြင်းထူးအေးကျွန်တော်တို့လည်းပါတဘော့ဗျာစောင်းပါကောင်းလိုချင်ရင်စောင်းပါရေးတဲ့လူတွေကိုခဏခဏပူဇော်ပေးမှပေါ့မပူဇော်ဘူးဆိုရင်တော့ဘသူမှရေးမှာမဟုတ်ဘူးစောင်းပါရှင်နေရပေမဲ့ပတ်စံမရလဲနေအမြောက်ကတော့ကြိုက်တတ်တာပဲမြောက်ပြုတ်ပြီးစောင်းပါတောင်းရင်ရာကောင်းပါရဲ့ အမြောင်ကြိုက်တယ်ဆိုမှဆိုလို့မရေးပါဘူးလို့စင်ကြီးပေးတယ်လူတွေလဲရှိချင်ရှိမပေါ့တို့ပဲမဲ့ကိစ္စမရှိဘူးဗျာတောင်းတာတောင်းအားနာတော့တစောင်းတလေရရော့ပါတလမှာစောင်းပါ၈ဆောင်းလောက်ရရင်ခန္ဓာလောကအတွက်ဖူလုံရောမလားအခုကျွန်တော်ပြောသလိုဒုက္ခခံပြီးစောင်းပါမတောင်းမင်းစောင်းပါအလာဟုသာစောင့်နေမယ်ဆိုရင်တော့ဘယ်တော့မှလာမှာမဟုတ်ဘူးတော်ပါပြီဗျာချမ်းသာပါစေဗျာ စကကျွင်းမျိုးမြတယောက်ဘီးလန့်သွားရမယ်ဆိုတာနဲ့အခုကပဲဘောင်းမီမချွတ်တော့ဘူးဆိုပါကလားဗျာမောင်လူအင်းကန္နလောက တွဲ25အမှတ်184ဇူလိုင်1939ခုနှစ်ဖြစ်ပါရှင်